ကဘာတဝန်းဖြစ်ပျက်နေတဲ့ဖြစ်ပျက်များစွာကိုတဝဲဝက်ပရိသတ်တွေတည်ရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာစီစဉ်ကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရာမှာတော့မတ်လ15ရက်နေ့ကနေမတ်လ21ရက်နေ့ထိတပတ်တာအတွင်းအဖြစ်ပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကိုတဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ရဲ့ထိတ်တန်းခေါင်းဆောင် အဘူဟာဒီဂျာကိုအမေရိကန်ကအီရတ်အစိုးရနဲ့ပူးပေါင်းပြီးမတ်လ23ရက်နေ့ကတိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။လေကြောင်းကနေတိုက်ခိုက်မှုကြောင့်ခေါင်းဆောင်တအူးနဲ့အတူနောက်ထပ် IS အဖွဲ့ဝင်တအူးလည်းသေဆုံးခဲ့ပါတယ်။အီရတ်ထောက်လှမ်းရေးအီရတ်လုံခြုံရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့အမေရိကန်စစ်တပ်ကိုယ်ကရေးဌာနချုပ်ကထုတ်ပြန်ပါတယ်။ကမ္ဘာ IS အဖွဲ့ရဲ့တိုက်ခိုက်ရေးလုပ်ငန်းထောက်ပို့ရေးနဲ့အစီအစဉ်တွေကို အဘူဟာဒီဂျာကညွန်ကြားနေပြီးအဖွဲ့ရဲ့အရေးကြီးတဲ့ဗန္ဒာရေးအပိုင်းကိုလည်းကင်တွယ်နေသူဖြစ်တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်ကနိုင်ငံရဲ့နောက်ဆုံးပေါ်လင်းရပြစ်ဒုံးကျည်စနစ်စမ်းသပ်ဖြစ်ကတ်မှုကိုမလ20ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ယခုနေ့ပညာကိုရုရှားကနေကူညီပေးထားတာဖြစ်တယ်လို့ခန့်မှန်းထားကြပါတယ်။ စမ်းသပ်ပြစ်ခတ်တဲ့အချိန်ဒီစနစ်ကအလွန်ယုံကြည်စိတ်ချရတယ်လို့ကင်ဂျွန်အွန်ကဆိုတာပါနောက်ထပ်ဒုံးကျည်ရဲ့တိုက်ခိုက်ရေးတုတ်ပြန်မှုကလည်းပိုမိုကောင်းမွန်နေတယ်လို့ဆိုပါတယ်သူကဒီဒုံးကျည်စနစ်အတွက်သူတေသနာအဖွဲ့ကလည်းကျေးဇူးတင်တယ်လို့ချီးကျူးထားပါသေးတယ်ပြီးခဲ့တဲ့ဆယ်နှစ်ကကမ္ဘာအပူချိန်ဟာစမ်းချိန်တင် အပူဆုံးဖြစ်ခဲ့တယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ရဲ့မှတ်တမ်းမှာဖော်ပြထားပါတယ် 2024ခုနှစ်ဟာစမ်းချိန်တင်အပူဆုံးနှစ်ဖြစ်ပြီးစက်မှုခေတ်မတိုင်မီအချိန်ကထက်တိဒသမ5ဒီဂရီဆယ်စီယပ်ပိုများလာတဲ့ပထမဆုံးနှစ်ဖြစ်လာခဲ့ပါတယ်။နှစ်ပေါင်း185နှစ်အတွင်း2015ခုနှစ်ကနေ2024ခုနှစ်ကာလများကစမ်းချိန်တင် အပူဆုံးစနစ်တာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ အကျိုးဆက်အနေနဲ့2024ခုနှစ်မှာပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကလည်းပြီးခဲ့တဲ့နှစ်တွေကထက်နှစ်ဆမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်ဖြစ်တဲ့2015ကနေ2024ခုနှစ်အထိပင်လယ်ရေမျက်နှာပြင် အမြင့်၄ .8 မီလီမီတာမြင့်တက်ခဲ့ပါတယ်။1993ကနေ2002ခုနှစ်အထိ1.1မီလီမီတာမြင့်တက်တာနဲ့နှိုင်းရှင်လိုက်လို့ရှိရင်တိတိသားသားမြင့်တက်နေတာတွေ့ရပါတယ် အပြစ်ကရစရေးသဘောတူစာချုပ်ကိုချိုးဖျက်ပြီးအစ္စရေးကနေဂါဇာကိုပြန်လည်တိုက်ခိုက်လာလို့လူ990ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးတွေအစ္စရေးနဲ့ဟာမတ်တို့အကြားညှိနှိုင်းနေတဲ့ကြားက မလ16ရက်နေ့ကအစ္စရေးဘက်ကလေကြောင်းကနေပြန်လည်တိုက်ခိုက်ခဲ့တာပါ။နောက်ထပ်မြေပြင်စစ်ဆင်ရေးတွေပါထပ်လုဆောင်ဖို့အစ္စရေးဘက်ကစီစဉ်နေပါတယ်။ အပြစ်ခံရစေးရင်မှာဣသရေဒဇခန်တွေကိုပြန်လွှတ်ပေးရင်းနဲ့စစ်ပွဲအဆုံးတတ်ရေးတို့ပါဝင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကနှစ်လနီးပါးကြာနေတဲ့အပြစ်ခံရစေးရေးကိုဣသရေဘက်ကချိုးဖောက်ခဲ့ပြီး18လကြာခဲ့တဲ့စစ်ပွဲကိုတဖန်ပြန်လည်အသက်ဝင်လာစေခဲ့တာဖြစ်ပါတယ်။ကဘာအမွေနှင့်စရင်ဝင် ထိုင်းယိုးယာဆွန်ကရန်စကြံပွဲတော်ကျင်းပနိုင်မှု အစိုးရကဘတ်ဂျက်ငွေ ဘတ်183သန်းခွဲဝေချပေးထားတယ်လို့ဆိုပါတယ်ပွဲတော်ကာလာထဲထိုင်းကိုခရီးသွားဧည့်သည်9သန်းနီးပါးလာရောက်လက်ပတ်မယ်လို့လည်းခန့်မှန်းထားပါတယ်2025ခုနှစ်ဆွန်ကရန်ရေကစားပွဲတော်အတွက်ဝန်ကြီးချုပ်ပေတိုတန်ရှင်နာဝတ်ဦးဆောင်တဲ့ကော်မတီကနေဘတ်ဂျက်ချပေးတာဖြစ်ပါတယ်ပွဲတော်အတွင်းမှာလမ်းလျှောက်ရေကစားပွဲတော်တေးဂီတဖျော်ဖြေပွဲတွေ EDM ပြောပြပွဲတွေနဲ့ဖျားချောင်းတွေမှာလှူဒန်းမှုတွေအပါအဝင် အစားအသောက်ပြပွဲတွေလည်းပါဝင်မယ်လို့ဆိုပါတယ်ပြည်သူနိုင်ငံရဲ့မြို့တော်လီမာမှာ ရာဇဝတ်မှုတွေပိုများလာလို့ဆိုပြီးအစိုးရကမတ်လ18ရက်ကရက်ပေါင်း30အကြာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ် နောင်မယ်ကြီးအဆိုတော် Flores အသက်ခံရမှုကြောင့်ဖြစ်လာတဲ့အကျန်းဖက်မှုတွေကို ခြေမုံရေးစစ်သားတွေကိုလမ်းမာတွေပေါ်မှာတာဝန်ချထားတာပါအရေးပေါ်အခြေအနေရစစ်တပ်ကနိုင်ငံတော်ရဲတပ်ဖွဲ့ကိုကူညီဆောင်ရွက်ပေးနေပြီးစစ်သား3000အထိတိုးမြင့်ချထားဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ပြည်သူနိုင်ငံမှာအကြမ်းဖက်မှုတွေမြင့်တက်လာနေသလိုရာဇဝတ်ဂိုင်းတွေကလည်းတည်ယူပို့ဆောင်ရေးကုမ္ပဏီတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာနေကြတာဖြစ်ပါတယ်။ တူရကီသမ္မတအာရိုဂန်ရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့အစ္စတန်ဘူလ်မြို့တော်ဝန်အီခရန်အီမမိုလိုကိုအာဏာပိုင်တွေကဖမ်းဆီးလိုက်လို့မကြေမနက်ဖြစ်ကြတဲ့ပြည်သူတွေကမလ20ရက်နေ့မှာလမ်းမပေါ်ထွက်ဆန္ဒပြလာကြပါတယ်။တူရကီမှာလမ်းပေါ်လူစုလူဝေးလုတာကိုတားမြစ်ထားတဲ့ဂျာကနေဆန္ဒပြပွဲဖြစ်လာတာပါ။ အစ်ခရန်အီမာမိုလူကိုအကျစ်ပြဲချစားမှုအကြမ်းဖက်အဖွဲ့တစ်ခုကိုထောက်ပတ်ပေးမှုစတဲ့စွဲချက်တွေနဲ့မလ19ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အတိုက်ခံပါတီဘက်ကိုဖမ်းဆီးခဲ့တာကဒီမိုကရေစီနီးလမ်းမကျတဲ့လုပ်ရဖြစ်တဲ့အတွက်ဆန္ဒပြကြတယ်လို့ဆိုပါတယ်။အစ်ခရန်အီမာမိုလူက2028သမရရွေးကောက်ပွဲအတွက်အတိုက်အခံ CHP ပါတီရဲ့သမရလောင်းအနေနဲ့ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ အင်ရီယာနိုင်ငံဒေလီမြို့မှာရှိတဲ့ဂါဇီပူအမိုက်ကန်ကြီးကဘောလုံးခွင်း90စာရှိတဲ့ဧက80လောက်ကျယ်ဝန်းလာနေပါတယ်1984ခုနှစ်ကတည်းကဒီနေရာကိုအမိုက်ကန်အဖြစ်စတင်သုံးစွဲလာခဲ့တာပါ2002ခုနှစ်အရောက်မှာသတ်မှတ်ပမာဏပြည့်သွားခဲ့ပြီးမဲ့အမိုက်စွပစ်မှုတွေဆက်လုလာခဲ့ကြတာဖြစ်ပါတယ်ခုချိန်မှာတော့အမိုက်တွေကအမြင့်ပေ200အထိမြင့်မားလာနေပါပြီ။ နေ့စဉ်နေတိုင်း New Daily မြို့မှာအမှိုက်တန်းချင်းရာပေါင်းများစွာလာရောက်စွန့်ပစ်နေဆဲဖြစ်လို့တနေ့တခြားပိုကြီးမလာဖို့ရှိနေတယ်လို့ဆိုပါတယ်။ဒီကံကြီးထဲမှာစွန့်ပစ်အမှိုက်ကုဗတန်း14သန်းအထိရှိနေတာပါ။ New Daily မြို့ဟာနေ့စဉ်နေတိုင်းအမှိုက်တန်းချင်း11000ကျော်စွန့်ပစ်လျက်ရှိနေလို့အနည်းနေထိုင်တဲ့သူတို့ရဲ့ကျန်းမာရေးအခြေအနေကလည်းပိုဆိုးလာနေတယ်လို့ဆိုပါတယ်။ နောက်ပတ်မှာလည်းနိုင်ငံတကာရေးရာအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ